မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျဆရာကတော့ပုံနဲ့တော့နှက်ခတ်ပေးနေဆရာပြင်မနာသိတိဖြစ်ပါတယ်အခုဗီဒီယိုလေးကတော့ Celebrity နံဖွာဆရာမိတ်ဆွေများအတွက်2025ခု6လပိုင်းအတွက်ကောစာနှက်ခတ်ကြိုရာသီးခွင့်ရ Celebrity နံဖွာသားသမီးတွေအတွက်အခု6လပိုင်းမှာဆိုလို့ရှိရင် စီးပွားကန်စားတာမှာကြော်တွေနေနံဖွာသွားသမီးများအတက်အကျများတဲ့အတွက်ပေါ့နော်အငိမ်မနေရတဲ့ကန်သဘောမျိုးဖြစ်တတ်ပါတယ်အခြေခံကန်စားတာအဖြစ်တော့ကောင်းပါတယ်စနေနဲ့ယာဟုနေနံများနော်အရက်ဒေတာအဖြစ်အနောက်တောင်အရက်နဲ့အနောက်မြောက်အရက်ဒေတာတွေမှာအကျိုးပျက်စီးခြင်းရှိပါတယ်ခရီးတော်ခရီးရှည်ညအိမ်ညနေခရီးများလုံးဝရှောင်ကျင်ဖို့လိုအပ်ပါတယ်ကျန်းမာရေးကန်စားတာမှာဆိုလို့ရှိရင်ကန်စားတာအဖြစ်အပြက်အပြက်အစီမရှိပါဘူးကျိုးစင်ကင်းလို့ပါတယ် သို့တော်လေးပေါ့နော်ကျာတော်ရင်းနေတာသမီးမူလအခန့်ယောဂအခန့်ရှိသူများပေါ့ကျမ်းမာရေးကောစာကန်စာတာနော်မူလယောဂအခန့်ရှိသူများပေါ့အနှဲငယ်တတိထားခင်ရှိပြီးတော့မှတာမန်အဖြစ်တော့အကောင်းကန်စာတာရှိပါတယ်လူမှုရေးရကန်စာတာအနေနဲ့တပ်တေကလက်မှတ်ထိုးတာငွေကြေးကိစ္စအာမခံတာလူမှုအရေးအကူအညီပေးတာမျိုးတွေကိုတရက်နေ့ရနေ14ရက်နေ့အထိလုံးဝရှောင်သင့်ပါတယ်ကိုယ့်ရဲ့စေနာကပဲကိုယ့်မှာဝေဒနာ စိတ်မကောင်းခြင်းတွေဖြစ်ရတတ်ပါတယ်။လူမှုကံစားတာကဆရာတို့တရက်နေ့ကနေ၁၄ရက်နောက်ပါပြန်လဲတင့်မြက်ပြီးတော့အဆင်ပြေတဲ့အချိန်အခါပြန်ဖြစ်သွားတဲ့အတွက်လူမှုရေးရာအကူအညီအလောက်ကန်ကိစ္စတွေမှာအောင်မြင်ရတတ်တဲ့အခါကာလပြန်ဖြစ်သွားပါတယ်။အချိန်ရေးကံစားတာအိမ်ဆောင်ရေးကံစားတာမှာဆိုလို့ရှိရင်စံတက်ရတဲ့အခါကာလဖြစ်ပါတယ်။စံလက်လာပါတတ်ပါတယ်။နော်။ကံစားတာအပြည့်မရှိပါဘူး။အပြည့်ကြုံရန်ကြုံများလည်းပဲကင်းစင်နေတဲ့အတွက်ဆရာတို့ဒီအချိန်ရေးအိမ်ဆောင်ရေးကံစားတာတွေကောင်းပါတယ်။ ကံပေါ်တက်တဲ့အခါကာလလည်းဖြစ်တဲ့တကြောင့်မလို့ဘောနော်ဆရာတို့အိမ်အောင်တွေမြသားသမီးထုံကားချင်းပြုရဲသူများချစ်ရေးဆိုရမှအဆင်ပြေခြင်းအောင်မြင်ခြင်းစတဲ့ကံအထောက်ပံ့တွေကိုရရှိနိုင်တာဖြစ်ပါတယ်ဆရာတို့ဒီကြာတာရေနေ့နံကိုဝင်ဆောင်အမျိုးသမီးတွေတော့ဗောနော်ဒီလာတဲ့မီးဖွားမယ်ဆိုလို့ချင်းဆရာတို့အရှိအရတောင်ဘက်ရက်မှာရှိတဲ့စေယုံစေပေကံမျိုးကိုပို့ပြီးတော့မှရွေးချယ်တင်ပါတယ်အ အရှိမြောင်အရက်ရှောင်းအားဖို့တင်ပါတယ်အရှိမြောင်အရက်ရှောင်းပါကြာသရေနေနံတန်သေးရွေအတွက်ဘုံမိအရက်ဖြစ်လို့ဆရာအကြံပေးတာရှောင်းဖို့အကြံပေးတာဖြစ်ပါတယ်ဘုံမိဆိုတာမတန့်တော့အရာထားရနေရလို့ညှိုးဆိုတဲ့အတွက်ဆရာတို့ဘုံမိအရက်ကိုရှောင်းအားဖို့အကြံပေးတာဖြစ်ပါတယ်ပညာရေးကံစားတာမှာ တလာလုံးအញ្ញမ်းဘက်ကိုဥတည်နေပါတယ်ပညာဉာဏ်ကိုမိပြီးတော့လောက်ကံရသူများ ရာနုရာဓုဌာနန္တရအတွက်စံမိုးရဲ့ဖြည့်ဆို့မြတ်သူများအတွက်ဒီလာရဲ့ကံစားတာအားကအပြော့မှင်းပေနေတဲ့အတွက်စိတ်မရှိခြင်းစိတ်ချုပ်ထွေးစိတ်မကြည်လင်ခြင်းတွေဖြစ်ရတတ်ပါတယ်မအောင်မြင်ခြင်းတွေကြုံရတတ်ပါတယ်ဒီအတွက်အဆောင်ရတရားအနေနဲ့ပေါ့နော်တရရွတ်ဒါမှမဟုတ်လို့ရှိရင်တပြည့်ရွတ်6ရွတ်အဆောင်ယူစူးစမ်းမှာပင်ပင်မှန်မှန်စူးစမ်းမှုရဲ့အသေးအပွင့်တွေကိုအပြည့်အဝဆွတ်ယူရရှိနိုင်မှာဖြစ်ပါတယ်တပားသူအားလည်းတကြားပါတော့အဖြော်တမျိုးမျိုးတိုက်တာဒါမှမဟုတ်လို့ရှိရင်လူတာစသဖြင့်ပြုလုပ်ပေးပါ၆လပိုင်းအတွက်ကံအကျိုးပေးအကောင့်နဲ့ကနန်းတင်ချာအနေနဲ့ 356စတဲ့ကဏန်းတွေကိုစာရွက်အဖြူတွေရဲ့ပုံမှာ shopping နေနဲ့ရေးပြီးတော့ကိုယ့်ရဲ့ငွေဝင်အိတ်ကိုယ့်ရဲ့ပတ်စံအိတ်လေးတဲ့မှာဒီကိုပိုင်ငွေချေးထားရနေရမှာငွေတွေနဲ့အတူအဆောင်ရတဲ့အဖြစ်ထမ်းကြည့်ဖို့ဆရာအကြံပေးလိုပါတယ်။ထုံဝင်များမြဲခြင်းအကျိုးတစုံတရာမရှိဘဲနဲ့ကုန်ခန်းခြင်းတွေရနေကာကွယ်နိုင်ပါလိမ့်မယ်။လက်လာပါကံပွင့်လက်ပွင့်နာမျိုးတွေလည်းကြုံရပါလိမ့်မယ်။ပြီးတော့ဒီကဏန်းတွေကိုငွေချေးကိစ္စစာချုပ်စာတမ်းကိစ္စ အယောင်းဝယ်အမြန်အစွန်များလို့တဲ့ကိစ္စတွေမှာအချိန်ကာလအနေနဲ့တော့၎င်းရက်စွဲအနေနဲ့တော့၎င်းတိုက်ဆိုင်ပြီးတော့တေးချာချာအသုံးချကြည့်ဖို့ဆရာအကြံပေးလိုပါတယ်မိမိရဲ့ကုသိုလ်ကံအပေါ်မူတည်ပြီးတော့မှအကျိုးစီးပွားများကံအကျိုးပေးအကောင်းနာမျိုးကိုယ်တိုင်ကြုံရပါလိမ့်မယ်ထိုစာရွက်အပိုင်းစာလေးတွေကို6လပိုင်းကုန်တဲ့ကအဆောင်ရတရားဓာတ်ဖြစ်ဓာတ်အဆောင်ရတရားဖြစ်တဲ့အတွက်တန်ရှင်းတဲ့မြေချောင်းအင်းအားရေရှင်တွေမှာစွန့်ရမှာဖြစ်ပါတယ်ကြာသပတေးသားသမီးများအတွက်6လပိုင်းအထူးရတရားအနေနဲ့မိမိရဲ့နိမ့်နံဖျား နော်အနောက်ရဲ့ဖေဟာဒါမှမဟုတ်လို့ရှင်ကိုယ့်ရဲ့နေအိမ်ဖေဟာမှာစိမ်ပန်းပွင့်ဒုံမဟုတ်လို့ရှင်အညွတ်19ညွတ်ကတ်လူပူဇော်ပေးပါအချိန်ကာလအနေနဲ့မနက်6နာရီကနေမနက်10နာရီခွဲအတွင်းလှူပေးရမှာဖြစ်ပါတယ်အထူးသဖြင့်ဆရာတို့ဒီနေ့နံနေ့မှာနေ့နံရက်တွေမှာဆိုလို့ရှင်ဆရာတို့9ရက်12ရက်19ရက်နဲ့26ရက်ဂျာတာရီနေ့တွေမှာ အထူးကတ်လူပူဇော်ပေးပေးပါ ပြောင်းနိုင်စကိုးတိုင်းအမွေးတိုင်းစကိုးတိုင်းမိထုံးပူဇော်ပေးပါနက်ခတ်ရတရားတွေမို့လို့ဓာတ်မရှုပ်ထွေးရအောင်လို့တေချာစီစဉ်ပေးထားတဲ့အကြောင်းမို့လို့ရတရားဖြစ်မြောက်အောင်မြင်လို့သူများတေချာလှူဒန်းပေးပြီးတော့မှဓာတ်ရတရားအောင်မြင်အောင်ကြိုးစားကြပါဆရာဒီမှာနက်ခတ်ကန်စာတာလွတ်လို့သူများစီဝါရဲ့အခြေရဲ့အိမ်ထောင်ရဲ့ကျမ်းမာရဲ့ပညာရဲ့ဒူးမှုရဲ့ကိစ္စအဟောဝါနဲ့ပတ်သက်ပြီးတော့အနေနဲ့အရရက်က ဓာတ်ရိုက်ဆက်သွယ်ပြီးတော့ဆွေးနွေးမြင်းမြန်းလိုတာများရှိလို့ရှိရင်ဆရာရဲ့ဖုန်းနံပါတ်3096118 1930လေးကနေဓာတ်ရိုက်ဆက်သွယ်မြင်းမြန်းလို့ရပါတယ်။ Viber WhatsApp တွေကနေလည်းဆက်သွယ်မြင်းမြန်းလို့ရပါတယ်။ညံပူဇော်ကကိုဆရာတပေါင်းချက်တက်မှတ်ပေးထားပါတယ်။ဟော်ကန်လိပ်စာကတော့35.83လမ်းတောင်းချမ်းရင်တာဆန်မြို့နယ်ဘောဒီကုံပုံမစုမန္တလေးမြို့ဖြစ်ပါတယ်။ကြာတပေးနေနံတာသမီများအားလုံးကိုကျမ်းမာဆက်ချမ်းသာပြီးတော့6လပိုင်းတလာလုံးဘေးပရာခတ်သိမ်းအပုခတ်သိမ်းကင်းရှင်းပြီးတော့ကောင်းကျိုးလိုရာဆန္ဒများအားလုံးပြောရချက် ပြေဝကြပါစေကြောင့်ဆုတောင်းပေးနေဆရာဒီ6လပိုင်းအတွက်တလဆာဟောဆန်းလေးကိုဆရာဒီမှာပဲအဆုံးသတ်လိုက်ရပါတယ်အားလုံးအဆင်ပြေအောင်မြင်ကြပါစေခင်ဗျာ